ခရစ်ပတိုနဲ့အမျက်ရှာလို့အကောင်းဆုံးနည်းက DCA ပါပဲ DCA ဆိုတာက Pro Trader ကိုရက်ကဆိုရှယ်မီဒီယာအသုံးပြုနေတဲ့နည်းတစ်ခုဖြစ်တယ်ပြီးတော့အမျက်ရနေတဲ့ဒူဘိုင်းအသုံးပြုနေတဲ့နည်းတစ်ခုလည်းဖြစ်တယ်ဒီဗီဒီယိုမှာတော့ Crypto တွေကိုအမျက်ရအောင်ပွဲစုပဲ DCA နည်းလမ်းကိုပြပြဆဆုံတွက်ပြပေးတော့မှာဖြစ်ပါတယ် Dollar Cost Averaging DCA ဆိုတာပါလေ DCA ဆိုတာတစ်ချိန်နဲ့မဝယ်ပဲတစ်ပြေးပြေးဝယ်စုတော့တာပါဒီလိုတွေးလိုက်ပါဥပမာအခုမှဒေါ်လာ1000ရှိတယ်ဆိုပါတော့ အကုန်တစ်ချက်ထင်းနဲ့ဘစ်ကွိုင်းဝယ်သွားမလားဒါမှမဟုတ်ဒလာကို3ချိန်တစ်ချိန်ကိုဒေါ်လာ250ကနေပြီးတော့300ချာနဲ့ဝယ်သွားမလားတစ်ချိန်နဲ့ဒေါ်လာ1000ဘူးဝယ်လိုက်တာနဲ့ငါဘစ်ကွိုင်းတန်ဘူးဘယ်လောက်ရှိနေပြီလဲဆိုပြီးတော့တစ်နေ့လုံးနေတိုင်းစနေတတ်ပါရဲ့ဒီလိုစိတ်လှုပ်ရှားတာကတကယ်တော့အရှုံးပေါ်စေမယ့်နည်းတွေတဲ့ကတစ်ခုပါပဲခရစ်ပတိုဈေးထက်တိုင်းစိတ်လှုပ်ပြီးတော့ဝယ်ဈေးကြတိုင်းချက်ပြီးတော့ရှော့ ောက်ဆုံးမှစီးရင်တွက်ကြည့်လိုက်ရင်အများထွက်တာထက်ပတ်စံတွေပိုဆုံးနေတာမျိုးဖြစ်တတ်ပါတယ်။ဒါကြောင့်ပဲ Pro Trader တွေ Crypto နဲ့အများရှာနေနိုင်တဲ့သူတွေအကုန်လုံးက DCA နည်းလမ်းကိုထုံနေကြတာပါ။ဆိုတော့ DCA ကိုဘယ်လိုလုပ်ရမလဲ။ဥပမာ Bitcoin ကဒေါ်လာ3000တသန်းဖြစ်နေတဲ့အချိန်မှာအခုမှရှိသမျှငွေနဲ့ထိုးဝယ်လိုက်တဲ့ဆိုပါတော့အခုဒေါ်လာ8800လောက်အထိပြန်ကျတဲ့အခါတော်တော်လေးကိုအထိနာတာပေါ့ဒါကို DCA နဲ့ဖြည့်ရှင်လို့ရပါတယ် ဥပမာပထမဦးဆုံးဒေါ်လာ3000တောင်းမှနည်းနည်းဝယ်ပြီးရင်9000မှထပ်ဝယ်ပြီးတော့9000စီးတဲ့လောက်မှထပ်ဝယ်လိုက်မယ်ဒါဆိုရင်နောက်ဆုံးမှ3000စီးလောက်ထပ်တက်လာတဲ့အခါဒီစီးရင်နဲ့ဝယ်ထားတဲ့သူကပို့ပြီးတော့အမြန်ထွက်နိုင်တာပေါ့ဘာဖြစ်လို့လဲဆိုတော့တန်းဝယ်လိုက်တဲ့သူထက်ဒီစီးရင်နီးသုံးပြီးတော့ဝယ်ထားတဲ့သူကမွေအမောက်လျှော့ပြီးတော့သုံးထားတဲ့အတွက်ကြောင့်မို့လို့ပါဆိုတော့ဒီစီးရင်တော့ရင်ဘာအကျိုးရှိမလဲနံပါတ်1 တက်ခရဲအကောင့်ထည့်ဝယ်တာထပ်ပို့ပြီးတော့ risk ရောမိုင်းတယ်ခရစ်ပတိုဈေးကွက်ကတဖြည်းဖြည်းအမြင့်တက်အမြင့်ကျမဖြစ်ပါဘူးတစ်စိမ်နဲ့ဝယ်တာကအတွက်ချက်မှားသွားခဲ့ရင်တရားရဟိုင်းတော့ risk ရှိပါတယ်နံပါတ်2လူတွေအမြင့်လုပ်နေတဲ့မဖြစ်သင့်တဲ့ trade အမှားကိုရှောင်နိုင်မယ်ဥပမာခရစ်ပတိုဈေးတက်တိုင်းဝယ်မိတာဈေးကြတိုင်းကျောက်ပြီးရောင်းမိတာမျိုးပေါ့ TCA လောက်ရင်ဈေးဘလို့ပဲတက်တက်ကျကျစိတ်မလုံရှာပဲစိတ်အေးအေးနဲ့ထိုင်ကြည့်နိုင်မှာပါနံပါတ်3ကတော့ဈေးကမလွတ်တလို့မတန်ဈေးနဲ့လည်းချင်း မမိတော့ဘူး trader တွေလုံးမိတတ်တဲ့အမားတွေကမဝယ်မိတာနဲ့ဝယ်မိတာပါမဝယ်မိတာဆိုတာကတော့ဈေးကောင်းတတ်တာပါဥပမာဆိုလာနက်ကွယ်တပိုင်ကို2021မှာတော့ဒေါ်လာ300နေနေစေးရှိပြီးတော့2022လဲရောက်ဖို့10ဒေါ်လာအထိကိုကျပါခဲ့ပူပါတယ် experience share trader တွေကတော့ဒီစေးထဲမှာဝယ်ထားတဲ့အကြောင်းပြောပေမဲ့တာမန်လူတစ်တွေအနေနဲ့ဆိုလာနာ300ဖြစ်မယ်ထင်မိရောမဝယ်ကြပါဘူး အခု2025လေးရောက်ရောဆိုလာနာခွိုင်တက်ခွိုင်ကိုဒေါ်လာ300နီးပါးညတ်တော့ခဲ့ပါတယ်။၈ဒေါ်လာဈေးတန်းတော့ကသာဒေါ်လာ100ဘူးဝယ်လိုက်မိတဲ့ဆိုရင်တော့ဒေါ်လာ300ဈေးပြန်ရောက်သွားတဲ့အချိန်မှာဒေါ်လာ4000ဒီပါအမြင့်ရနေမှာပါဝယ်မိတာဆိုရဲအမှားကတော့ရှင်းပါတယ်ဆိုလာနာနဲ့ဥပမာပြန်ပြီးပြောပြပေးပါမယ်2020ဆနစ်တုန်းကခရစ်တိုကိုစသည်ရဲ့သူတွေဆိုလာနာဒေါ်လာ300လောက်ဖြစ်နေတော့မှလောဘကြီးပြီးရှင်းတဲ့မြအကောင်ဝယ်မိရင်၈ဒေါ်လာထိကျသွားတဲ့တန်ကိုခံရမှာပါ ဆိုတော့ဒီလောက်ဆိုရင် DCA နီးလန့်ရဲ့ကောင်းကျိုးတွေကိုနားလည်သွားလာမှာပါအခုနောက်ထပ်ဆက်ပြောမှာက DCA လုတ်တဲ့အခါမှာတတိထားတဲ့အချက်တွေပါနံပါတ်၁အချက်ကတော့ဘတ်ဂျက်ကိုသေချာထားပါ ပထမအဦးဆုံးကိုကဘယ်နှချိန် DCA မှာလဲအရင်တွေးပါပြီးရင်လစဉ်ဝင်ဝင်နဲ့ crypto ဝယ်မဲ့ budget ကိုသတ်မှတ်ထားသင့်ပါတယ်ဒါမှဈေးအရင်တန်နေတဲ့အချိန်မှာပတ်စံထက်ထဲနိုင်မှာပေါ့ နံပါတ်2 market ရိမ်းနိုင်လိုက်မရိမ်းမှနဲ့ဈေးတက်လိုက်မှ TCA လိုက်ဝယ်ပြီးတော့ဈေးကျလိုက်တော့မဝယ်ဘူးဆိုတာမလုပ်ပါနဲ့ Bitcoin, Ethereum, BNB လို့ long term utility ရရှိအကျိုးရှိတဲ့ coin တွေကိုပဲ TCA လုပ်သင့်ပါတယ်ဒီအတိုင်းအပျော်ပြတ်ထုတ်ထားတဲ့ main coin တွေ shit coin တွေရဲ့ဈေးက၃ညလောက်ထိပါရောက်နိုင်လို့ TCA လုံးဝမလုပ်သင့်ပါဘူး crypto market ကိုခဏခဏစစ်နေရတာစိတ်လှုပ်ရှားတာတခါရဲနဲ့ငွေကုန်မရမဖြစ်ချင်ရင် TCA လုပ်ဖို့အကြံပေးချင်ပါတယ် ကဲဒီလောက်ဆိုလို့ရှိရင်တော့ crypto locker မှာအပြောများနေရဲ့ TCA လောက်တဲ့နီလန်းရဲ့အကြောင်းတွေသူရဲ့ count rate နဲ့ဘာတွေကိုသတိထားရမလဲဆိုတာတွေကိုတည်တော်လိုက်မယ်လို့ယုံကြည်ပါတယ်ဒီဗီဒီယိုကိုကြည့်ပြီးတော့နားမလည်တာရှိလိုက်ရင်ဒါမှမဟုတ်မေးချင်တာတွေထပ်ရှိသေးတယ်ဆိုရင်တော့ Crypto Maker Telegram Group ကို join ထားလို့ရပါတယ်။ Group ရဲ့ link ကို deposit အောက်မှာချပေးထားပါမယ်။ crypto coin ကို DCA လုပ်ပြီးတော့ဝယ်ဆိုဖို့အတွက် exchange account တခုမရှိသေးဘူးဆိုရင်လည်းအခုပြထားတဲ့ crypto maker referral code နဲ့ Binance မှာ account ဖွင့်ထားလို့ရပါတယ်။ဒီ code နဲ့ဖွင့်ထားတဲ့ account ဆိုရင် Binance ပေါ်မှာ trading လုပ်တိုင်းပေးရတဲ့ trading fees ကို20% discount lifetime ရမှာဖြစ်ပြီးတော့ crypto maker ကနေလုပ်တဲ့ gaming က reward တွေကိုလည်းရနိုင်သေးရဖြစ်တဲ့အတွက်ကြောင့်မို့လို့ရရှိမှာအများကြီးအကျိုးရှိမှာဖြစ်ပါတယ်။ referral code နဲ့ referral link ကိုလည်းဒီ post ရအောင်မှာချပေးထားပါမယ်။ နောက်ဆုံးပြောချင်တာကတော့ crypto market video တွေက crypto အတွက် knowledge sharing သက်သက်ပဲဖြစ်ပါတယ်။ financial advice ပေးအလုံးဟာမဟုတ်ပါဘူး။အားလုံးမဲ့ video မှာပြန်တွေ့ကြတော့ပေါ့။